American ကိုချစ်ချည်ခေရောက်ရှိနေတဲ့ Sorry အင်ရှင်မင်းသားဟာ2018ခုနှစ်က Sorry တိုက်ခံနာမည်ကျော်သတင်းသမား Jamal Khashoggi လုံးကျန်တက်ဖြတ်ခံရမှုနဲ့လုံးဝမပတ်သက်ဘူးလို့သမ္မတ Donald Trump ကကာကွယ်ပြောကြားလိုက်ပါတယ်။ Sorry အင်ရှင်မင်းသား Mohammed bin Salman ကိုသမ္မတ Trump ကအင်ဗီရိုမှာကွန်ပျူတာဖွဲ့တွေတိုက်လေရင်တွေနဲ့တခန်းတနာကြိုဆိုခဲ့ပြီး Sorry တိုက်ခံ Khashoggi လုံးကျန်ခံရမှုနဲ့နိုင်ငံဆက်ဆံရေးတင်းမာခဲ့တဲ့နောက်ပိုင်း Sorry မင်းသားရဲ့ပထမဆုံးကြီးစင်လည်းဖြစ်ပါတယ်။ သမရထွန်းဟာသူ့ရဲ့ဒုတိယတက်တန်းမှာစော်ဒီနဲ့ကုံသွဲရေးသဘောတူညီချက်တွေကိုအားပေးမြင့်တင်ခဲ့ပါတယ်။လှုပ်ကြံခံခဲ့ရတဲ့ခါရှော့ကီဟာအရင်ကစော်ဒီအစိုးရဂျမ်ပေတူဖြစ်ခဲ့ပြီးတော်ဝင်မိသားစုနဲ့လည်းတရားဝင်ဆက်ဆံရေးတွေရှိခဲ့သူပါ။နောက်ပိုင်းမှာတော့သူဟာမျက်နှာသာမရတော့တဲ့အတွက်စော်ဒီကိုမပြန်တော့ဘဲအမေရိကန်နိုင်ငံမှာပဲနေထိုင်ခဲ့ပါတယ်။ Washington Post မှာ sorry တော်ဝင်အကြီးအကဲတွေနဲ့ပတ်သက်ပြီးပြင်းပြင်းထန်ထန်ဝေဖန်ရေးသားခဲ့သူတူဖြစ်လာခဲ့ပါတယ်။ Khashoggi ဟာ 2018ခုနှစ်အော်တိုဘားလ2ရက်နေ့မှာအစ္စတန်ဘူမြို့ကစော်ဒီကောင်စစ်ဝင်ရုံးလေးကိုဝင်ရောက်ခဲ့ပြီးလုံခြံတပ်ဖြတ်ခံခဲ့ရတာအလောင်းလဲပြန်မရခဲ့ပါဘူး။ American ထောက်လှမ်းရေးကတော့အဲ့ဒီလုံခြံမှုဒါမှမဟုတ်ဖမ်းဆီးမှုကိုစော်ဒီအင်ရှင်မင်းသားကခွင့်ပြုခဲ့တယ်လို့ကောက်ချက်ချခဲ့ပါတယ်။စော်ဒီအင်ရှင်မင်းသားကတော့ဒီဆူဆွဲချက်ကိုရင်းဆိုပါတယ်။သမ္မတဒေါ်နယ်ထရန့်ကသူဟာမဟာမိတ်ကောင်းတူဖြစ်ပြီးဒီအကြောင်းတွေကိုသူဘာမှမသိကြောင်းနဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးမမေးမြန်းမပြောဆိုဖို့သတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။ sorry အင်ရှင်မင်းသားဟာ American ပြည်တော်စုမှာကနဦးကဒေါ်လာဘီလီယံ920ပဲယင်းနှိမ့်ညွန့်နေမှုရှိခဲ့တာကနေဒေါ်လာ1.5 trillion အထိယင်းနှိမ့်ညွန့်နေသွားဖို့ကြေပြူခဲ့ပါတယ်။ American ထုတ် F35 တိုက်လေယာဉ်တွေကို sorry ကိုရောင်းချဖို့ကိစ္စကိုလည်းခေါင်းဆောင်တွေဆွေးနွေးခဲ့ကြတယ်လို့ယူဆရပါတယ်ခင်ဗျာ။